ဖွဲ့တွင်လူချင်းမတည့်မှုဒါမှမဟုတ်စိတ်တဘောထားမတိုက်ဆိုင်မှုတွေကြောင့် project တွေရပ်တန့်သွားတာကိုညှင်းငွေ့နေပြီလားဒီလိုကွဲပြားခြားနားတဲ့ဇယိုက်လက္ခဏာတွေကိုတင့်အဖွဲ့ရဲ့အကြီးမားဆုံးအားသာချက်အဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာရှာဖွေလိုက်ပါမတူကွဲပြားမှုတွေကိုလက်ခံပြီးတင့်အဖွဲ့တိုးတက်အောင်မြင်တာကိုမြင်တွေ့ရပါလိမ့်မယ်အဖွဲတွင်မတူညီသောဆရိုက်လက္ခဏာများအဘဲကြောင့်အရေးပါသည်။အဘဲကြောင့်ဆိုသောတူးချင်းစီသည် ထူးခြားသောဆက်တွေ့ပြောဆိုမှုပုံစံများနဲ့ရှုထောင့်များကိုယူဆောင်လာသောကြောင့်ဖြစ်သည်ဤမတူကွဲပြားမှုသည်ပုံမကောင်းမွန်သော ပြဿနာဖြေရှင်းခြင်းနှင့်တီထွင်ဖန်တီးမှုကိုအားပေးသည်မတူညီသောဆရိုက်လက္ခဏာများသည်ပြိပခါများကိုဖြစ်ပေါ်စေနိုင်သည်သို့သောဤဖြစ်နိုင်ခြင်းရှိသောပြိပခါများကိုအတိမတ်ပြုခြင်းဖြင့်ရင်းတို့ကိုတိုးတက်မှုအတွက်အခွင့်အလမ်းများအဖြစ်ပြောင်းလဲနိုင်သည်။ပွင့်လင်းသောဆက်သွယ်ရေးနှင့်အပြန်အလှန်လေးစားမှုသည်အဓိကဖြစ်သည်။ လှုပ်ဝက်ချက်ကတော့လူတဦးချင်းစီရဲ့ထူးခြားတဲ့အာသာချက်တွေကိုရှာဖွေပြီးအသုံးချဖို့ပါပဲတဦးချင်းစီရဲ့နှစ်သက်ရာတွေကိုအတိမတ်ပြုပြီးအဖွဲ့ဝင်တွေကိုသူတို့ရဲ့တရားကျွမ်းကျင်မှုတွေနဲ့ပါဝင်ဆောင်ရွက်ခွင့်ပေးလိုက်တဲ့အခါပူးပေါင်းဆောင်ရွက်မှုတွေပုံမတိုးတက်လာပါတယ်စီလုံးနဲ့အဖွဲ့တစ်ဖွဲ့တိစောက်ဖို့ဆိုရင်လူတိုင်းနားလေသဘောပေါက်ပြီးယုံကြည်လက်ခံနိုင်မဲ့ရှင်းလင်းတဲ့ယူမန်ချက်တွေနဲ့တံပိုးတွေကိုချမှတ်ထားရပါမယ် ပြီးတော့တက်ကြွစွာနားထောင်တာနဲ့အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေပေးတာကနေတယောက်ကိုတယောက်စာနာနာလဲတဲ့စိတ်ကိုမြင့်တင်ပေးပါရေရှည်အောင်မြင်ဖို့အတွက်ဆိုရင်ကိုယ့်အဖွဲ့ရဲ့လှုပ်ရှားမှုပုံစံတွေကိုအမြဲတမ်းပြန်လည်ဆန်းစစ်နေရပါမယ်ပြီးတော့နီးပြူဟာတွေကိုလည်းလိုအပ်တယ်လို့ပြောင်းလဲဖို့အသင့်ဖြစ်နေရပါမယ်ပွန့်ပွင့်လင်းလင်းဆွေးနွေးတာတွေကိုအားပေးပြီးပြိပက္ခတွေကိုတိုက်ရိုက်ရင်ဆိုင်ဖြေရှင်းခြင်းအပြင်လူတိုင်းပါဝင်နိုင်တဲ့တယောက်ကိုတယောက်လေးစားတန်ဖိုးထားတဲ့ယဉ်ကျေးမှုတစ်ခုကိုတိစောက်သွားပါ လူချင်းမတည့်လို့ဒါမှမဟုတ်စိတ်တဘောထားချင်းမတိုက်ဆိုင်လို့တင့်အဖွဲရဲ့တူတက်မှုကိုအဟန့်တားမဖြစ်ပါစေနဲ့တော့ကွဲပြားခြားနားတဲ့စွမ်းအားတွေကိုလက်ခံလိုက်ပါစိန်ခုံမှုတွေကိုအားသာချက်အဖြစ်ပြောင်းလဲပြီးကိုယ့်အဖွဲရဲ့အလားအလာပြေဝါကိုထုတ်ဖော်လိုက်ပါတင်တို့အဖွဲရဲ့အကြီးမားဆုံးစိန်ခုံမှုကိုကမန့်မှာမျှဝေခဲ့ပါဦး